ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချောက်ကျေးရွာရှိစစ်ကောင်စီရဲ့ခမရ998တရင်ဌာနချုပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့မေလ10ရက်နေ့မှာတိမ့်ပိုင်ရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ခမရ998တရင်ကိုနှစ်ပတ်ကျော်ကြာဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက်မေလ10ရက်နေ့တရက်တန်တိုက်ပွဲတွင် အပီးသက်သိမ်းပါရရှိခဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း30ခန့်တွေ့ရှိခဲ့ပြီးစစ်တုံးမှန်6ဦးနဲ့မိသားစုဝင်9ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ခလာရ998တရင်ရဲ့တရင်မှုနဲ့အရာရှိတွေအပါဝင်တပ်ဖွဲ့ဝင်50ဦးခန့်မှာစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။တိုင်ပွဲတွင်စစ်ကောင်စီစီက0.5ဆက်တနက်85နောက်ပွင့်87မမ60မမလက်နက်ကြီးတွေလက်နက်မျိုးစုံ83လက် ဂျမ်းမာဆက်၃လုံးခရင်အများပြနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တန်ရင်တပ်ဖွဲ့တွေနဲ့အတူကရင်မျိုးသားစီယုံ KNU တပ်မဟာ၃တန်ရင်ခွနစ်နဲ့ drone အဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။